မင်္ဂလာပါရှင်ရေဝခဲတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ဦးလင်ကောက်ပါစာ24မှာမြောက်ကိုရီးယားနယ်တွက်ဖက်ထုတ်လုပ်မဲ့မစ်ဆိုင်တုံးစီမံချက်အတွက်မြေအေက60ကျော်တန်းယူမြောက်လာရဲ့လူယုံမိုးမြင့်ဆွေကကထုတ်အရာရှိချုပ်ဖြစ်လာပြီးနောက်မြေသိမ်းယူမှုဖြင့် မန္လေးတိုင်းပြည်ဦးလွင်မြို့နယ်ကျွမ်းနာထောက်ကျားအုပ်စုရှိမြေဧရိယာ60.32ကျော်ကိုစစ်လက်နက်ပစ္စည်းထုတ်လို့ဆိုင်ကောက်ဖာစာ24အတွက်တင်ယူလိုက်ပြီးရင်းမြစ်နေရာမှာမြောက်ကိုရီးယားနဲ့တွဲဖက်ထုတ်လုံးမဲ့မိဆိုင်တုံစီမံချက်အတွက်လာရောက်မဲ့မြောက်ကိုရီးယားပညာရှင်တွေတဲခွန်နိုင်အဆောင်တွေဆောက်လို့ရဖြစ်ကြောင်းစီဒီအမ်ဘူကြီးစီရောကပြောပါတယ်မကြဖတ်မြောက်လိုက်လူရောဖြစ်တဲ့ပေါ်ချုပ်မှုမြင့်စွေကိုကာကွယ်ပစ္စည်းထုတ်လို့ရရှိချုပ်ဖြင့်ဒုတိယပေါ်ချုပ်ကြီးရာထူးနဲ့တိုးမြင့်ခံလိုက်ပြီးရန်နောက်မှာ ပြင်လွင့်မြနယ်ကားပါစာ24တွင်မြေအေက60သက်သမာ32ကိုစာတည်တည်ယူလာပြီးဖြစ်ကြောင်းပြည်သူတွေနေထိုင်တဲ့ရွာမြေကိုစစ်တပ်ကလက်နက်တော်လုံးဆိုင်အတွက်တည်ယူခြင်းဖြစ်ပြီးရင်းနေရာမှာမြောက်ကိုရီးယားပညာရှင်တွေလာအောင်တဲ့အခါတဲခွေရန်အတွက်တဲခိုဆောင်တွေဆောက်လွှဲဖြစ်ကြောင်းသိရတယ်။အဆိုပါမြေသိမ်းယူမှုကမြောက်လိုက်လူယုံဖို့ကြောင့်မုံမြင့်ဆွေစတေမာလာ23နဲ့ကကွဲပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာပြီးနောက်ပထမဆုံးသိမ်းယူရမည်သိမ်းမှုဖြစ်မတန်းဝင်သွားပြီးကမ္ဘာကစောင့်ကြည့်နေမြောက်ကိုရီးယားနဲ့ပူပေါင်းကလက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေပြန်လည်စတင်မဲ့သဘောဆိုနိုင်ကြောင်း CDN ပိုကြီးစီရကဆက်လက်ပြောဆိုရင်တီမြင့်သိမ်းမှုကမိုးမြင့်စေလက်ထက်မှာဆက်ဆလာခြင်းရဲရောက်ခြင်းစောင့်နေထွင်ဆိုတဲ့ပုံစံမျိုးနဲ့စပြီးသိမ်းလိုက်တဲ့ကပ္ပစ24ရဲ့လုပ်ငန်းမြောက်ကိုရီးယားနဲ့စတဲ့လုပ်ငန်းတွေရပ်တန့်ထားလုပ်ငန်းတွေပြန်ပြီးလဲပတ်တော့မယ်လို့တော့မှန်းဆရပါတယ်မြေသိမ်းရမှာအခမဲ့လွှဲပြောင်းနေဆိုတော့ပြည်သူပိုင်မြေတော်မဟုတ်ဘူးဒီဘက်ကျိုးဝိုင်းလာကျိုးပြင်းလာ ဓမ္မဥကြမြေလာတခုကိုပဲ2022ခုနှစ်ဆရာနာသိမ်းပြီးနောက်ဂျပန်စစ်တပ်ကရုရှားမြောက်ကိုရီးယားတရုတ်နိုင်ငံတို့နဲ့ပုံမှုထိတွေ့ဆက်ဆံလာပြီးအထူးသဖြင့်ဆိုဘနိုင်ငံတွေမှာစစ်လက်နက်ပစ္စည်းနဲ့နှီးပညာတွေကိုပုံမှုရယူနိုင်ကြိုးပမ်းလာတာကိုမြင်တွေ့ရတယ် စတင်မလာ26ရက်နေ့ကမြောက်ကိုရီးယားကမြန်မာစစ်တပ်တန်းကိုလက်နက်ရောင်းချမှုမှာပောင်းရင်ပတ်သက်နေသောလူပုဂ္ဂိုလ်ငောင်းတဲ့ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးတပ်ကပိတ်ဆို့ရေးယူခဲ့ပြီးရင်းသူရေးယူခံသူတွေမှာမြန်မာစစ်တပ်အတွက်လက်နက်တွေဝယ်ယူပေးနေတဲ့ Royal Shumli Company ကုမ္ပဏီဝန်ထမ်းကျော်သူမျိုးမြင့်ကုမ္ပဏီ CEO အမှုဆောင်ရရှိချုပ်တွေမျိုးအောင် Royal Shumli Company Director အောင်ကိုကိုဦးတို့ကိုအမေရိကန်စီးပွားတန်းကရေးယူချမှတ်ခဲ့ပါတယ်ဆက်လက်ပြီးမြန်မာနိုင်ငံတော်စစ်ကောင်စီတပ်ဖွဲ့တရားနာဦးသေးဆုံးမြန်မာနိုင်ငံတော် အော်တိုဘာလာတရနေရရှိထားတဲ့ချက်လက်တွေရစစ်ကောင်စီတပ်ဖွဲ့တရနေဦးသိဆိုကြပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေပြောဆိုချက်တွေရသိရတယ်။နိုင်စင်စစ်သားတိဆုံမှုစင်းတွေကိုထုတ်ပြန်မှာဒေသကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေကိုစူးစိဖို့ပြအကျဖြစ်ပြီးမြေပြင်ခြေနေမှာအမှန်တကယ်စစ်သားတွေတိဆုံရှိမရှိကိုယ်စစ်တည်ပြနိုင်ခြင်းမရှိတာကိုသိစေရပိုင်းဆက်လက်ပြီး2025ခုနှစ် Rightly for Solution ဖြစ် Justice for Myanmar ရွေးချယ်ခံရ Justice for Myanmar ကျဲပန်ဖွဲ့က2025ခုနှစ်အတွက် Right Livelihood Award မှတ်ကန်တဲ့အသက်မွေးဝမ်းကြောင်းဆုရရှိသူဖြစ်ရွေးချယ်ခံခဲ့ရကြောင်းအဆိုပါဖွဲ့ရဲ့ထုတ်ပြန်ချက်ရသိရပါတယ် Right Livelihood သူရရှိခဲ့မှုနဲ့ပတ်သက်ပြီးတော့၎င်းဆုချင်းမြင်ခံရခြင်းကဆရာဆွေကိုင်းဖြတ်တဲ့မြန်မာလူတွေရဲ့ကြိုးစားရုံးကန်နေမှုကိုပေါ်ကျူးလိုက်ခြင်းဖြစ်ကြောင့်ကျဲဖက်ကထုတ်ပြန်တယ် right lively ဟုအဘကလူသားအလောက်တွင်ငြိမ်းချမ်းရေးတရားမျှတမှုနဲ့အေရှီတီတက်မှုတို့အတွက်အကျိုးပန်းဆောင်ရွက်တဲ့ကမ္ဘာတဝန်ကအပြောင်းအလဲပေါ်ဆောင်နိုင်သူဖွဲ့စည်းကိုအတိမတ်ပြုပေးရခြင်းဖြစ်ပြီးယခုနှစ်2025ခုနှစ်အတွက်ပစိဖိတ်ကျုံစုထိုင်ဝမ်နဲ့ဆူဒန်တို့မှာဆုရှင်တောင်းတဲ့အတူ justice for မြန်မာကိုအတိမတ်ပြုပေးရခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။ Justice for Myanmar အနေနဲ့လည်းမြန်မာစစ်တပ်အကြဖက်အာဏာသိမ်းမှုကြိုးပမ်းမှုစတင်ခဲ့ပြီး၅နှစ်နီးပါးကြာမြင့်တဲ့အထိကိုကျိုးစွန်ပေးဆက်မှုနဲ့ဆေးဥစုကိုကိုရောက်ပြောင်းများစွာစံကျဲဒေါ်လာနဲ့ရဲ့မြန်မာပြည်သူတွေရဲ့အမကန်တက်တည်ပြက်တည်ကိုဂုံပြွက်နေပြည့်အဆိုပါစုကိုလက်ခံရရကြောင်းထုတ်ပြန်ထားတယ်။ Justice for Myanmar ပြောရဆိုခွင့်ရှိသူမြတ်နာမကမြန်မာဆရာစုဝေကိုင်းကိုအမကန်တက်တည်ဂုံဒိတ်ကခွန်အားတွေနဲ့ကိုရောက်ပြောင်းများစွာဆက်လက်ကုကဒေါ်လာနေတဲ့တွေကိုဂုံပြွက်နေတဲ့ဒီစုကိုကျွန်တော်တို့လက်ခံရယူပါတယ်။ ဒီစုဟာစစ်တပ်ရဲ့အကြမ်းဖက်ညှဆမှုတွေကင်းစင်တဲ့အနာဂတ်တစ်ခုရရှိဖို့အတွက်မိမိတို့သက်ခံတာကိုပိတ်ဆက်ခဲ့ကြအများစွာသောမြန်မာပြည်သူပြည်သားတွေအတွက်ပဲဖြစ်ပါတယ်။ဒီစုဟာနေစဉ်နဲ့များချင်းချမှုတွေကြာကမရင်းမယောင်ရည်တည်နေကြသူတွေဆေးဥစွေနိုင်လုံးမင်းထက်ပြုတ်နှုတ်ချုံမှုတွေကိုအပြစ်တိုင်ဖြတ်သိမ်းရေးအတွက်ပဲရာကုန်မမှုပဲဆက်လက်တိုက်ပွဲဝင်နေကြတဲ့တရင်ပေထုတ်ဖော်သူတွေနဲ့လှုပ်ဖွဲ့စီရေးအတွက်ပဲဖြစ်ပါတယ်။ ်အဆိုပါစုကဖက်ဒရယ်ဒီမိုကရေစီငြိမ်းချမ်းရေးနဲ့တရားမျှတမှုအတွက်မြန်မာပြည်သူတွေရဲ့ရုံးကတ်ကြိုးပမ်းမှုတွေကိုကမ္ဘာကြီးကမေ့လော်ထားခြင်းမရှိကြောင်းပြသတဲ့အသည့်ပေးနှိုးဆော်ချက်တရားဖြစ်တယ်လို့ဂျပန်ကဆိုတယ် ထို့အပြင်နိုင်ငံဆောင်ကော်ပိုရေးရှင်းကျင်းတဲ့ကမ္ဘာစစ်လက်နက်ရောင်းဝယ်လုပ်ငန်းကြီးအပောင်းဝင်ဆေးအုပ်စုရဲ့အသက်သွေးကြောလုပ်ငန်းတွေစန့်ကျင်တဲ့လှုပ်ရှားတောင်းဆိုမှုတွေကဆေးအုပ်စုဆက်နွယ်ထုတ်ကုန်တွေကိုသပိတ်မှောက်ခဲ့တာမန်နိုင်ငံသားတွေချိန်ချမှုတွေကိုမမှုပဲဆန္ဒဖော်ထုတ်သူတွေအမှန်တရားဖော်ထုတ်ဖို့အတွက်အရာရာကိုစွန့်စားရင်းနှီးခဲ့တဲ့သူလူကိုပတ်သားတရင်ဖော်ထုတ်သူတွေစာရမြန်မာပြည်သူတွေပြောင်ပြောင်လဲရဲစက်တပ်တီးတို့မှပောက်ဖွားလာခဲ့ခြင်းဖြစ်တယ်လို့ GFA ထုတ်ပြန်ချက်မှာဖော်ပြတယ် ထို့တူရာဇဝတ်ခိုင်ကိုပြေးတိုင်ဖြတ်တဲ့ရဲအတွက်ကမ္ဘာတစ်ဝှမ်းကလူပုတ်ကိုင်းနဲ့ဖွဲ့စည်းကလည်းမြန်မာပြည်သူတွေနဲ့တူပူပေါင်းခဲ့ပြီးမြန်မာပြည်သူတွေခိုင်မှာပြတ်တိုင်အားထုတ်မှုတွေမှာသိသိညညစွာရည်တည်ခဲ့ကြတယ်လို့မြန်မာပြည်သူတွေလှုပ်ရှားရုန်းကန်မှုကကမ္ဘာလုံးဆိုင်အတိုက်ပွဲတစ်ခွဲအစိပ်ပိုင်းဖြစ်ကြောင်း Right Live Blue ဟုအဝတ်ကထပ်လောင်းတွေ့ပြလိုက်ခြင်းဖြစ်တယ်လို့ Jeff ကထုတ်ပြန်တယ်။ ်မာရာဆွေကိုင်ကိုပေးတိုက်ဖြတ်တဲ့အတွက်ကဘာတဝါရှိလူပုဂ္ဂိုလ်နဲ့အစိုးရရဲ့အပတ်ပို့ကိုညီမိုးရဲ့ယခုတက်ပုံမူလိုအပ်နေပြီးအကြမ်းဖက်မြန်မာစစ်အုပ်စုကိုလက်တွေ့ရေးယူဆောင်မှုလှုပ်ဆောင်အတွက်လက်ရှိချိန်မှာအရေးကြီးဆုံးဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်နေ။ထောင်ကွာ80ခုနှစ်ကစပြီး right leaf lee ဟူအဝတ်ကိုကမ္ဘာလုံးဆိုင်ပြဿနာတွေကိုလက်တွေ့ကျအဖြစ်ရှင်းနေတဲ့အဖြစ်ရှင်းဆောင်နိုင်သူတွေအားချိမြင့်ပေးခဲ့ခြင်းဖြစ်ပြီးနိုင်စင်လူပုဂ္ဂိုလ်တို့မှအဖွဲ့အစည်းအတွက်စုလေစုပေးရရရခုကြိုက်တိနိုင်ငံပေါင်း80နိုင်ငံမှစုရရှိသူပေါင်း200တောင်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးလောင်လုံးမြို့ပေါ်ရှိစစ်တပ်တပ်ဆွဲထားသောထရော်ရုံနဲ့လုံမှုကြွကြဲရဲ့ရုံကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်ကတိုက်ခိုက်သိမ်းဆုပ်မှုရှိဒနင်းတိုင်တိုင်လောင်လုံးမြို့ပေါ်ရှိဂျာဖတ်စစ်တပ်တပ်ဆွဲထားထရော်ရုံနဲ့လုံမှုကြွကြဲရဲ့ရုံကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရမှာစစ်တပ်ဘက်ကတိုက်ခိုက်သိမ်းဆုပ်မှုရှိကြောင်းကမ်ဘောက်ဒီဖန်ဖော်မတာဝရှိသူကပြောရဲစတရီမလာ30နိမနက်6:30မိနစ်မှာလောင်းလုံးမြို့ပေါ်မှာဂျပန်စစ်တပ်က AN-90 နဲ့တက်ဆွဲထားတဲ့ထရယ်ရုံနဲ့လူဝင်မှုကြီးကြပ်ရုံကိုတော်လိုက်ပူပေါ့ဖွဲ့တွေကတပြိုင်တည်းဝေရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျာ ။ထိုထိတဲ့တိုက်ပွဲကနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးအကြက်ဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတော့လဲအရေးအတွက်ကိုတိပြုတ်နိုင်ခြင်းမရှိသေးကြောင်းသိရတယ်။အဆိုပါတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းတို့ဒေါနာတက်ခွဲခုနဲ့ဖက်ဒရယ်ဒူဝင်ကျက်တက်ဖွဲ့တဝဲခဲပြည်သူ့ကာကွယ်ရေးတပ်ဦးရမြတ်မွန်တတော်တို့ကပူပေါ်လို့ဆော်ခဲ့ပြီးဒေါ်လိုင်းပူပေါ်တက်ဖွဲ့ဘက်ကရဲဘော်နယ်ကိုထိခိုက်တရရှိခဲ့ကြောင်းသိရပါတယ်။ဆလဘီလက်ပဒန်းကမ်းပြိုကြီးရွာမှာစစ်မှုထမ်းခြေလာကောက်တဲ့ စစ်တပ်စစ်သားတိုက်ခိုက်ဖို့စစ်တပ်ဘက်ကနယ်ဦးသိဆုပ်ကတနနလက်သိမ်းစရာရှိပဲခိုးတိုက်လက်ပတ်မျိုးနဲ့ကပ်ပြုတ်ကြရမှာစစ်မှုထမ်းခြေလာကောက်တဲ့အချက်ပဲစစ်တပ်စစ်သားတိုက်ခိုက်ရစစ်တပ်ဘက်ကနယ်ဦးသိဆုပ်ပြီးတနနလက်သိမ်းစရာရှိကြောင်းတော်ရီခိုင်တဲ့383ညနေတက်ခွန်နေမှာတောင်းရှိသူကပြောတယ်။အော်တိုဘားလတ်တည်းနေ့မနက်9:30မိနစ်ခန့်မှာလက်ပတ်မျိုးနဲ့ကပ်ပြုတ်ကြရမှာစစ်မှုထမ်းခြေကောက်ပြီးထွက်ခွာလာတဲ့အင်အား20ကျော်ပါစစ်ကြောင်းကိုတောင်းရီခိုင်တဲ့383ညနေတက်ခွန်နေရဲဘော်တွေကတဲကော့စေလန်းစုံမှစောင့်ကြည့်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုတိုက်ခိုက်မှုတွေလက်နက်ကြီးလက်နက်ငယ်နဲ့မိနစ်40ခန့်ကြာပြက်လက်ပြက်ခတ်မှုဖြစ်ပွားပြီးဂျပန်စစ်တပ်ကအထင်နာကတက်ပြက်ပြီးပြည်ထောင်စုခွာသွားကြောင်းသိရတယ်။လက်ရှိချိန်မှာထိနာသွားဂျပန်စစ်တပ်လက်နက်ကြီးတွေနဲ့ရန်သက်ပစ်ခတ်နေတဲ့တိုက်ပွဲတွေထပ်မဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူများအနေနဲ့၎င်းတို့နေတော်လာနေထိုင်ခြင်းတွေပြုလုပ်ကြတဲ့တော်ရီခိုင်တဲ့383ညနေတက်ခွဲနေ့ကအသိပေးပြောဆိုထားပါတယ်။ဆက်လက်ပြီးခမရ343တဲရီကနေစစ်ကြောင်းထုတ်လာစစ်အုပ်စုနဲ့ TKP ဘူပေါက်ဖွဲ့ကိုရေဘလူးဖွဲ့ကတိုက်ခိုက် ဝန်ပြည်နယ်ရေမြို့နယ်ခမာယာ343တဲကတဲ့စစ်ကြောထုတ်လာဆေးဥဆိုတဲ့ DKP ဘူပေါဖွဲ့ကိုရေဘလူဖွဲ့ကတိုက်ခိုက်ခဲ့လို့ထုတ်ပြန်ကြရသေးရတယ်။မင်းညနေပိုင်းကဆေးဥဆိုတဲ့ DKP ဘူပေါအင်အား40ကျော်ပါစစ်ကြောအကြောပြတ်တိုက်ခိုက်ဆေးဥဆိုဘက်ကလည်းဦးတည်ဆုံးတာလို့ရေဘလူဖွဲ့ကပြောပါတယ်။လက်ရှိမှာ DKP BGF KNU PC စာကေလနဲ့ကိုင်ဖွဲ့ရာကျပ်ဖက်ဆေးဥဆိုတဲ့ဘူပေါနိုင်လို့ဆောင်းနေရကြောင့်တောင်ပိုင်းဒေသကြီးမှာဝေဖန်ခံရပြီးဆေးဥဆိုရဲ့ဘုံမှာဖြစ်တော်လန့်ပြည်သူတက်လုံးကပြောဆိုနေကြပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရှင်။